အဝေးကွင်းမှာလည်းတရဲနေတွေဆက်လက်အောင်လံ့လွှင့်မယ်အလုံးပဲမင်္ဂလာပါမန်ချက်စတာဖော်ဖော်ဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်အတွက်တပတ်ကိုတပွဲဖြစ်နေရတဲ့စာမွေးပွဲကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီယူနိုက်တက်ဟာဒီတပတ်မှာလည်းခက်ခဲတဲ့အဝေးကွင်းပွဲစဉ်တစ်ပွဲကိုကြောဖျားဖို့ရှိနေတာပါယူနိုက်တက်ဟာဒီတပတ်ကစားရမယ့်ပရီးမီယာလိပွဲစဉ်မှာဘရန်ဖို့အသင်းနဲ့ရှင်မင်ကစားသွားရမှာလည်းဖြစ်ပါတယ်ယူနိုက်တက်ကတရားဒီမှာပရီးမီယာလိနဲ့ပြည်တွင်းပွဲစဉ်တွေပဲကစားဖို့ရှိနေပါတယ်ဒါတော့အသားမကျနိုင်သေးတဲ့အသင်းနဲ့ကစားကွက်တစ်ပေါက်တည်းရှိတဲ့အမော်ရင်တို့ကရုံရင်ကန်ရင်ဖျက်ဆီးခဲ့ရပြီးကာရာမောဘလကနေထွက်လိုက်ရတဲ့အထိပါဖြစ်ခဲ့ရပါတယ်ကောင်းနာဆွေးနွေးယူနိုက်တက်က ားရဲ့ပွဲစဉ်တွေလောဝကစားစရာမရှိတော့ဘဲတပတ်တပွဲအေးအေးဆေးဆေးနဲ့အအောင်ဆက်ကစားနိုင်ပါတယ်။ဒီတော့အမော်ရင်တို့ရလက်တွေတက်လာအောင်လုပ်ဖို့ချိန်ရပြီးပွဲစဉ်တွေကိုအအောင်ဆိုင်ထားနိုင်မှလည်းဖြစ်ပါတယ်။ United ဟာဒီနေရာဒီမှာကစားသမားတစ်တဲအများကြီးခေါ်ယူထားပြီးအသင်းကိုအေးအားဖြစ်တင်ထားပါတယ်။ဒါပေမဲ့ United ခန်းစစ်ကအားနည်းနေစေဖြစ်တယ်လို့တိုက်စစ်မှလည်းလုံးမဖြစ်သေးပဲရုန်းကန်နေရပါတယ်။အထူးသဖြင့်တိုက်စစ်မှုအသစ်လေး Benjamin Sesko ကအခုချိန်ထိဂိုးမရရှိသေးတာကြောင့်ဝေဖန်မှုတွေများပြားလို့နေပါတယ်။အမော်ရင်ကိုရင်ကလည်းသူ့ရဲ့နေစနစ်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများကြီးခံနေရတာတောင်ပြောင်းလဲကစားဖို့အစီအစဉ်မရှိကြောင်းခေါင်းမာနေတော့ပါပဲ။ အမော်ရီအနေနဲ့အချိန်ရနေသေးတဲ့သူမှန်ကန်ကြောင့်တည်တည်ပြရှင်နေဆိုရင်ရလက်တွေကောင်းအောင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ယူနိုက်တက်ကကန်ကောင်းကျင်တော့ဘရန်ဖို့ကလက်ရှိမှာအခြေအနေဆိုးရွားတဲ့အသင်းတစ်သင်းဖြစ်နေပါတယ်။နောက်ဆုံး၅ပွဲမှာ၃ပွဲပဲနိုင်ရရှိထားတဲ့ဘရန်ဖို့က၂ပွဲတည်း၂ပွဲရှုံးထားပြီးအဆင့်၁၉ရာကိုရောက်ရှိလို့နေပါတယ်။ယူနိုက်တက်ကတော့တာထွက်မကောင်းပေမဲ့ပြီးကြတဲ့တပတ်မှာချက်စီကိုအနိုင်ယူနိုင်ခဲ့တာကြောင့်ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ခဲ့တယ်လို့အဆင့်၁၁နေရာထိလည်းပြန်တက်လာနိုင်ခဲ့ပါတယ်။နှစ်ပတ်ထိတဲ့တွေးဆမှုကိုကြည့်မယ်ဆိုရင်တော့ယူနိုက်တက်ကလွှမ်းမိုးအားသာချက်ရှိပါတယ်။နောက်ဆုံး၅ပွဲမှာယူနိုက်တက်ကအင်ကွင်းပွဲစဉ်၃ပွဲနိုင်ရရှိထားပြီးမဲ့ဘရန်ဖို့အင်ကွင်းမှာ၂၀၂၄ခုနှစ်တုန်းကတည်ကြထားတယ်လို့ပြီးကြတဲ့ရာသီမှာလည်း၄ဂိုး၃ဂိုးနဲ့ရှုံးနေထားခဲ့ပါတယ်။ဒီတော့ဒီပွဲက United အတွက်ခ က်ခဲတဲ့ပွဲစဉ်ဖြစ်လာအောင်ပါ ဘရန်ဖို့ကဒဏ်ရာရကစားသမားဆိုရင်ဗစ်တာဗိုဂိုမက်စ်တယောက်ပဲရှိနေပါသေးတယ်။ယူနိုက်တက်ဘက်ကတော့နီကတီတာတဲ့ကက်စမီရိုကတပွဲပဲပြည်တန်ကြခံရမှာပါ။လီဆန်တိုမာတီနက်ကတော့ကာလာရှီဒဏ်ရာနဲ့အနိုင်ယူနေရတော့ဖြစ်ပါသေးတယ်။ဒီအကိုတလုံးကတော့ပြန်ကစားနိုင်ပြီလားဆိုတော့နောက်တစ်ချိန်ထပ်မံစစ်ဆေးရအောင်မှဖြစ်ပြီးတရက်မာလာစီယာကလည်းဒဏ်ရာရလူစင်းမှရှိနေပါသေးတယ်။အမော်ရင်အတွက်ပိသက်တွေသိချင်နေကြတဲ့မီကွန်ကတော့ဂိုသမားနေရာမှာဆန်နီလန်စမန်ကိုသုံးဖို့အဆင်သင့်ဖြစ်နေပြီလားဆိုတဲ့မေးခွန်းပါပဲ။အမော်ရင်အတွက်လန်စမန်ကိုထုတ်သုံးစရာဖလားပွဲလည်းမရှိတာကြောင့်ကစားသမားလေးကိုပရီးမီးယားလိမ်းမှာဆန်းသုံးရမှာပါ။ဒါပေမဲ့ဖီးယားများမဲ့ပြားရိုးရဲ့ကွေးမာတော့ပွဲဥထွက်စီလောက်မှ မှာမဟုတ်ဘဲအက်ဒီဘရင်ဒါကိုပဲဆက်လက်မြင်တွေ့ရနိုင်ပါတယ်။နောက်တန်းတုံးရောက်ကတော့အမော်ရင်ကလန်နီရိုရိုဒီလစ်လူရှော့တို့ကိုပဲဆက်လက်ပွဲထုတ်လာနိုင်ပါတယ်။ကွဲလမဦးကာတေးဖာနန်ဒက်အတွဲကိုဆက်လက်မြင်တွေ့ရမှာဖြစ်ပြီးဒါလောက်ပြန်မလာနိုင်သေးရင်ညဝင်းဘက်နေရာမှာမာဇာရိုဒါမှမဟုတ်အမတ်ပွဲထွက်လာနိုင်ပါတယ်။ ဘယ်ဘက်မှာတော့ပက်ထရစ်ဒေါ်ကူဆက်ပြီးရှိနေပါမယ်။တိုက်စစ်နေရာမှာကတော့ဒန်ယာကနေပြန်လည်တက်တက်လာတဲ့မာတီးယပ်စ်ကွန်ညာပြန်လည်ပါဝင်လာနိုင်ပြီးဂိုးမျိုးနွေနဲ့ဘရိုင်ယန်အမ်ပူမိုအတွက်ဖက်ပါဝင်လာမှာပေါ့။ဒီတစ်ခါတိုက်စစ်ကိုတော့ twin ကိုလိုအပ်နေတဲ့ Benjamin Sesko ကဆက်လက်ဦးဆောင်လာမယ်လို့ခန့်မှန်းရပါတယ်။ Manchester United တင်တွက်ဖီအာရီအောက်ကနေရုံထွက်နိုင်ဖို့ဆိုရင်အနိုင်လမ်းကြောင်းမှုကိုတက်ဖို့လွယ်လွတ်နေပါတယ်။ ဒါပေမဲ့ Brandfo ကရှော့တွက်လို့မရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ပြားရိုးရဲ့အိမ်ခွေးမှာ Brandfo ကို goal မပြရအောင်ကစားနိုင်ဖို့မတိကြသလို United ကလည်း goal စတင်ရရှိလာတဲ့တိုက်စစ်ကသွင်းကိုပြန်လည်ရယူနိုင်မှတေချာလို့နေပါတယ်။ဒီတော့ London မြေမှာ goal ရရေးတွေ့ရဖို့ရှိနေပြီး United တို့နိုင်လန်းကြောင်းပေါ်ပြန်တက်နိုင်အောင်ပြားဖို့ရင်အောင်လွှင့်သွားမလားဆိုတာကိုဆက်လက်ဆောင်ကြည့်ရပါမယ်။ကြီးစုပေးခဲ့တာကျေးဇူးများကြီးတင်ပါတယ်။